အောင်ကလူတွေဒါမေးကြည့်ပါတော့ဗောနော်ဝဲဝဲကွဲပဲအဲအဲ့လိုအောင်မြင်ခဲ့ပါတယ်ပြောမဆိုရင်တော့သူ့ရဲ့ကျွန်တော်တို့အမှုပညာအားပြုပါတယ်အမှုပညာဆန်တဲ့အလုပ်ဝဲအကုန်လုံးလုပ်ပါတယ်ပရာဆိုလဲအမှုပညာဆန်တဲ့အော်ပရာတွေကို စီစဉ်တယ်ပြိတ္တကြိုက်လောက်တဲ့အော်ပရာကိုမစီစဉ်ပါဘူး ဖြောပြီးတင်ဆက်မှုတိုင်းမှာအမှုပညာအားပြုထားပါတယ်။ငါပွဲရငါစားချတဲ့အလုပ်ကိုတခုမှမလုပ်ထားပါဘူး။ဆိုင်မိုးခွင့်မလို့ပါနဲ့။ပရိသတ်ကလည်းဆိုင်မိုးကလည်းပရိသတ်ကိုမညာနဲ့။ကျွန်တော်တို့အဲ့လိုစိတ်လေးရှိအထမညာမာနေကိုအခုလိုညောင်မျိုးသူမျိုးသားများကနေပြီးတော့လာရောက်အားပေးကြတဲ့ကြောင့်ကိုအထူးကျေးဇူးတင်ပါတယ်ပထမ မြန်အောင်မာကကျွန်တော်တို့ ਨੇ ပထမပြောထားတာက၄ရက်ပေါ့နော်ဒါမဲ့ဖြစ်ကျင်တော့ကကန်ဒီမှာထွက်ခံဒီမှာပထမတစ်ရက်ကစမူးပွဲနောက်ဆုံးရက်ဖြစ်နေတယ်ဟိုစမူးပွဲနဲ့ညှိနေတဲ့ရက်ဖြစ်နေတယ်ပေါ့နော်ညှိနေတဲ့ရက်ဖြစ်တော့အဲ့တရက်ကလို့မရဘူးဆိုတော့ကျွန်တော်တို့ကမြန်အောင်မာ၃ည၃ညပဲကခဲ့ရပါတယ်ဟုတ်ကဲ့ပါစိုက်ရတဲ့ဘောကပထမနေ့ပါဘယ်လိုခေါ်မလဲစိုက်ရတဲ့ဘောကပထမနေ့ပါဒါတော့စမ်းတတ်တာအဲ အခမ်းအနားကောင်းလားအတန်ကောင်းလားပါ냐ဆိုလူတိုင်းမလာဘူးလူတော်တော်များများမလာဘူးဒါပဲဇက်ပဲဖြစ်ဖြစ်ဒါမှဆိုင်မှုဇက်မှာကတော့မလာဘူးဆိုပေမဲ့လာတယ်ယုံကြီးမပြေပါဘူးမပြေပါဘဲလာတဲ့တလောက်လာတယ်နောက်ရက်တွေကြတော့အဲ့မှာဟိုဘယ်လိုခေါ်မလဲအခုခေတ်စကားနဲ့ပြောမယ်ဆိုရင်တော့အမြန်အောင်ကလူတွေဒါမေးကြည့်ပါတော့ဗောနော်ဝဲဝဲကွဲပဲအဲအဲ့လိုအောင်မြင်ခဲ့ပါတယ်အဲနောက်တစ်ခုကလေဒီဘက်ခေတ်ကအလွန်ပလိမ့်နေခဲ့လေ ဘာကြီးဥပမာပေါ့ထူးကြတာစသမင်စုံနှိတ်ကုတ်ချင်တယ်လေအဲမနှိတ်ကုတ်ဘူးဗျာယောက်ျားတွေလည်းမနှိတ်ကုတ်ဘူးမိန်းကလေးတွေကတော့ထားတော့ဗျာဇက်ကြိုက်လို့ယောက်ျားတွေအားစကိုကျွန်တော်ကကွန်မန်နီတွေမှာတွေ့ရပါတယ်အဲအဲ့လိုတွေဝမ်းသာစရာပါပဲဒါပထမအောင်ဆုံးပွဲဥတွက်မှာဒင်ကိုဝက်ဝက်ကွယ်အောင်မြင်တယ်လို့ပဲဆိုရမှာပါပဲပြောမဆိုရင်တော့သူ့ရဲ့ကျွန်တော်တို့အနုပညာအားပြုပါတယ်အနုပညာဆန်တဲ့အလုပ်ပဲအကုန်လုံးလုပ်ပါတယ် ပြောချင်တာအပါလဲဆိုအနုပညာဆိုတာက ကိုယ့်ရဲ့ဖန်တီးမှုကိုပြည့်တက်ကိုချပြတာပါကျွန်တော်တို့ကပြည့်တက်လိုချင်တာကိုကျွန်တော်တို့ကလိုက်မလုပ်ပါဘူးမောင်လေးကကပဲကရတာဘာမှမလုပ်တတ်ဘူးလုပ်ချင်းမှလားအလားထိုင်ကြည့်တာမှလားတကယ်နေခဲ့ပြီခဏလေးစဉ်းစားမယ်ပရာဆိုလဲအနုပညာဆန်တဲ့အော်ပရာတွေကိုစီစဉ်တယ် ပရိသတ်ကြိုင်းလောက်တဲ့အော်ပရာကိုမစီစဉ်ပါဘူးဒါပေမဲ့အမှုပညာဆန်စွာပဲကျွန်တော်တို့ကလေမုတ်တူရီယာတွေဒီဘက်ခစ်ပါပထမအောင်ဆုံးပြန်ထဲတာတော့ကျွန်တော်ကငွေရရှိတာဟုတ်ငွေရရှိတယ်ဆိုတော့ဒါဒါဟိုမှာအိမ်အိမ်မွေးခြံပေါက်တွေလို့ခေါ်တာပဲလက်ဖြစ်ပေါ့လက်ဖြစ်တွေလက်ဖြစ်တွေဒီလေမုတ်တူရီယာတွေကလက်ဖြစ်တွေအကုန်လုံးလက်ဖြစ်တွေဆိုတဲ့ခါကျတော့အဲ့ဒါကျွန်တော်တို့ကဒီဘက်မှာဟုတ်ခစ်တုံးကလို့ပဲလေမုတ်တူရီယာတွေနဲ့ဘယ်ဆိုင်ညာဆိုင်နှဝိုင်းချင်းတွေရတာရှိတယ်လေဒီနုပညာကိုပြကျင်တဲ့ခါကျတော့ ီနုပညာကိုပြခြင်းရင်အဘွားစင်ဘွား drone တွေကိုဖြုတ်မှပြလို့ရမယ်အဲ့ဒါဆိုတဲ့ခါကျတော့ကျွန်တော်အဲ့လိုလေးလုပ်ပါတယ်လုပ်တယ်ဆိုတော့ခါကျတော့ဘာကိုအားပြုလဲဆိုတော့ဖြောပြီးတင်ဆက်မှုအတိုင်းမှာအနုပညာကိုအားပြုထားပါတယ်ငါပွဲရငါစားချတဲ့အလုပ်ကိုတခုမှမလုပ်ထားပါဘူးဟုတ်ကဲ့ Hey 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 Can you get down မနေ့ကဝစားတဲ့တိုင်းကအစင်မပြေဘူးအစင်မပြေဘူး stage show မှာအစင်မပြေဘူးအဲ့ဒါလေးရှိပါတယ် ဒါအခုတော့အခုမကွေးမှာတော့တော်တော်လမ်းသွားပြီ။ဘာလို့လမ်းသွားလဲသိလား။မင်းသားလေးကယိုးလိုက်တာဝက်လည်းမဝက်တယ်စားလည်းမစားတယ်ဆိုတော့ပရိသတ်ကဝယ်ပေးတာအလန်းနေကြီးပဲ။အော်ချက်ချင်းဝက်ချက်ချင်းဝက်ဆိုတော့နေပရိသတ်ကဝယ်ပေးတာနေတယ်သူကအိုအေးသူကအယိုးကန်လေးကလေကျွန်တော်ပြောပြမယ်နော်အနုပညာယိုးဖို့လိုတာကိုကျွန်တော်အရင်တော့ကလည်းကျွန်တော်စာရီတင်မှုတယ်ဗျာသိတယ်မလား။ က်ကလိုက်ရင်ပတ်ဆံရတာပေါ့မိုက်လိုက်ဥတ္တရပြောကြမှာပေါ့မိုက်လိုက်လေလို့ပြောတာဒါပေမဲ့ကျွန်တော်တို့ကပြင်ဆင်လာတာ၄ည၅ညဖြစ်သွားပြီတပွဲတောင်ထပ်သွားပြီအဲ့တော့ပရိသေမင်းသားလေးကိုချစ်တဲ့စိတ်နဲ့တော့ခွင့်လွှတ်ပြီးတော့ကြည်ပေးတာမယ်ဒါပေမဲ့ကျွန်တော်ကတမျိုးအတန်နေနာနေလို့ခွင့်လွှတ်ပေးပါတို့မပြောခြင်းဘူးဆိုင်မှုလည်းမပြောရဘူးအကောင်းဆုံးပြစ်ဆက်ပါနော်အကောင်းဆုံးပြစ်ဆက်ပါ မကောင်းရင်မကနဲ့နော်အကောင်းဆုံးပိစပါကိုကိုတိုင်တော့ပိစကောင်းခြင်းမကောင်းခြင်းဆိုတာတော့ပြိတ္တာကဆုံးပြမကိုတိုင်တော့ပိစအတန်ကြီးနာနေရတာနဲ့ပတ်စံရလို့ကတာနဲ့ကျွန်တော်ခွင့်လို့ပါဆိုခွင့်လို့ရင်ပတ်စံမယူနဲ့လေအလကားပြလိုက်လေဟုတ်တယ်မလားကျွန်တော်ပြောချင်တာခွင့်မလို့ပါနဲ့ပြိတ္တာကလည်းဆိုင်မို့ခွင့်မလို့ပါနဲ့ပြိတ္တာကလည်းဆိုင်မို့ကလည်းပြိတ္တာကိုမညာနဲ့ကျွန်တော်တို့အဲ့လိုစိတ်လေးရှိ